အားလုံးပဲမင်္ဂလာပါကျွန်တော်က Liverpool မြန်မာ fan page ကစဉ်သက်ပါဆိုတော့ကျွန်တော်အနေနဲ့ဒူဒူဒီနေ့ဆွေးနွေးသွားမယ့်အကူအကတော့ဒါကိုအီနူပေါ့နော် ANU YouTube channel ကကိုအီနူဖြစ်ပါရယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့အဲသုံးသပ်တင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Real Madrid နဲ့ဒီ Anfield မှာကံမဲ့ Champion League ပွဲပေါ့နော်ပွဲကြူလေးအဖြစ်ကျွန်တော်တို့ဒါအာဆွေးနွေးသုံးသပ်တော့မှာဖြစ်ပါရယ်ပေါ့နော်ဆိုတော့အကူမင်္ဂလာပါခင်ဗျဟုတ်မင်္ဂလာပါဟုတ်ကဲ့ဟုတ် အဲကျွန်တော်တို့ဒါကဒီထုံးစံတိုင်းပေါ့နော်ထုံးစံတိုင်းဒီ real metric နဲ့ကျွန်တော်တို့ထပ်တွေ့ပြန်ပြီပေါ့နော်ဆိုတော့ real metric နဲ့ကျွန်တော်တို့နဲ့ဒါရေဇက်ကလည်းတည့်ရတိုင်းပဲပေါ့နော်ရေဇက်ဆိုးတွေပေါ့နော်ပြောပြောရမယ်ဆိုရင်ပေါ့နော်အရီယန်နဲ့တွေ့တဲ့နာချန်ပီယံလိဖိုင်နယ်မှာကျွန်တော်ရှုံးခဲ့တာပေါ့နော်ဒီအဲမနစ်ကဒီအုပ်စုပွဲမှာကျွန်တော်ပြန်နိုင်ခဲ့တယ်ပေါ့နော်ဒါဒီနှစ်ပွဲဒီနှစ်မှာလည်းကျွန်တော်တို့ဘီမထွန်းနဲ့အုပ်စုပွဲစဉ်မှာပဲကျွန်တော်တို့ထပ်ပြီးတော့တွေ့ခဲ့တယ်ပေါ့နော်ဆိုတော့တိုက်တဲ့ဆန်ဆိုင်ပဲကျွန်တော်တို့ ဒီမနစ်တုန်းကရီယယ်မက်ဒရစ်နဲ့ဆုံခဲ့တဲ့အချိန်တုန်းကလည်းဒီနိုဝင်ဘာလမှာပဲပေါ့နော်ဒါအဲအဲတိတိရတိုင်းမှာရီယယ်ရီယယ်နဲ့မတိုင်ရင်ကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်ဖြစ်ဒီအက်စတိုမီလာနဲ့ကျွန်တော်ကန်လိုက်သေးတယ်အဲတုန်းကလည်း2-0နဲ့လည်းနိုင်တာပေါ့တတ်တဲ့ဆက်ဆိုင်ပြီအခုလည်းဒါရီယယ်မက်ဒရစ်ဒီမန်စီးတီးဆိုတဲ့အစင်းလိုက်တန်းလေးပြန်ပြီးတော့ကြနေတယ်ပေါ့နော်ဆိုတော့ဒီဒီပွဲလေးရဲ့အပေါ်မှာပေါ့နော်အခုအမြင်လေးပေါ့နော်ကနဘူးအမြင်လေးတစ်ချက်လောက်အခုပြောပြပါအောင်ခင်ဗျဟုတ်ဟုတ်ကဲ့ဟုတ်ပါ ကျွန်တော်နဲ့ရဲမက်ထစ်နေရတာဒီနောက်ပိုင်းချန်ပီယံလိပွဲတွေမှာတော်တော်လေးတွေ့တာများတယ်ပေါ့အဲလိုများတဲ့အကြောင်းရတယ်ဟိုသူတို့ကလည်းချန်ပီယံလိမှာအာအရင်အောင်မြင်နေနောက်ပိုင်းနှစ်တွေမှာဟိုပူဆွေးတဲ့အခြေအနေတွေတော်တော်များတယ်ပေါ့ဟိုလေဘာလို့ကလည်းအဲဘလူးဘက်တက်တဲ့အခြေအနေများတယ်ပေါ့အဲလိုရှုံးရဲစင်းတွေပိုင်းမှာလည်းသူတို့ကဟိုနှစ်တိုင်းနှစ်ပါးတော့ရောက်နေတော့ဟိုဒီနေ့တွေ့ဆုံတာတော့အရင်ကြီးတော့အံ့ဩရတာမရှိဘူးပေါ့ဒါပေမဲ့ဒီဘက်ကရဲနဲ့တွေ့တိုင်းဟို တခုမဟုတ်တခုအကြောင်းအကြောင်းကြောင်းကြောင်းပေါ့ဟိုရလက်ကောင်းနေမရှိဘူးပေါ့အဲအဲ့ဒီဒီမိနစ်တော့မတိုင်နေဆိုရှင်လေဘာလို့ရေးနေတွေ့ရတယ်တော်တော်ရလက်ဆိုးတယ်ပေါ့အဲ့ဒီအကြောင်းကိုကျွန်တော်စဉ်းစားကြည့်တော့ဟိုဒီတပတ်ဝဲကစားပုံကစားပုံပေါ့အဲ့ဒါရရင်တော့လည်းထက်ကလည်းဘာလို့ကစားပုံဒီအမထက်ကကောင်းကောင်းကြီးလို့ခြေဖြတ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့အာသူတို့မှာအဲ present new braid လောက်တာကောင်းတဲ့ အဲတိုနီခရူးတို့မော်ဒရစ်တို့ကစားသမားမျိုးတွေအဲ့ဒါကလည်းဘာလို့ကြောက်တဲ့ဟိုဒီအခိုက်အတန့်တစ်ခုပေါ့အဲ့လိုအသုံးချနိုင်တဲ့မင်းရှက်လို့ကစားသမားမျိုးတွေရှိနေတာအဲ့ဒါကလည်းဘာလို့ကရင်းနဲ့တွေ့တိုင်းတမ်းမကောင်းဘူးပေါ့ကိုသမားမှားတာ၄အဲ့ဒါကတပတ်တည်းကကိုသမားခြေစမ်းလက်စမ်းပြတာ၄ပေါ့အဲ့လိုမျိုးတွေကြုံရတယ်ပေါ့အဲ့တော့တခုမို့တခုအကြောင်းအကြောင်းကြောင့်အဲလည်းဘာလို့ကရင်းနဲ့တွေ့တိုင်းရုံးကြရတယ်ရလည်းမကောင်းဘူးပေါ့အဲ့မနစ်ကတော့လည်းဘာလို့က ဟိုရဲကိုတော်တော်ကြီးအတားအသင့်ယူပြီးတော့ကစားရတယ်အနိုင်ရလဲလဲရတယ်အဲဒါပေမဲ့အဲမိနစ်တုံးကဒူးစင်းနဲ့နိုင်တယ်အတားအသင့်လည်းရတယ်အချိန်ဒီမှာတော့ကျွန်တော်တို့ကတည်ရဖြစ်သွားနိုင်တဲ့အနေအထားမျိုးကြုံရသည်လေအမပေမုံကလည်းပနဒီတဲ့ပတ်ကလည်းပနဒီကောက်ွဲသွားလို့သာပဲဒါမှမဟုတ်လို့ရှိရင်ဒီဘွဲကတည်ရလည်းဖြစ်သွားနိုင်ရဲ့ဟိုပြဲလိုက်နိုင်ရဲ့ဒီနေ့ချုံးလိုက်ချုံးဝနိုင်တဲ့အနေအထားမျိုးပြဲရဝနိုင်တယ်ပေါ့ဒါတော့မှပဲနော်အဲကျွန်တော်တို့က ပြီးတော့အခွင့်အရေးတွေအပိုင်းခွင့်တွေအများကြီးရပထမပိုင်းမှာတောက်လျှောက်ကွင်းတဝက်ကြီးဖိပြီးတော့ကစားတဲ့အချိန်မှာတော့ပဲအဲလိုအဆင်မပြေမှုလေးတွေရှိရှိခဲ့တယ်ပေါ့အဲ့တော့ရဲနဲ့တွေ့တဲ့အချိန်မှာလေဘာဦးအနေနဲ့ဒီစစ်ရပိုင်းအရာတော့ဟိုနည်းနည်းလေးအောက်ကလည်းရောက်နေပေါ့လေရဲကလေဘာဦးနဲ့တွေ့ပြီဆိုလို့ရှိရင်ဟာဒါငါတို့ဟိုနိုင်ငံရအတင်းအဲငါတို့ကြော်ပြနေကြအတင်းဆိုပြီးရဲခန္ဓာချက်မျိုးရနေတယ်သူတို့ကတော့စစ်ရပိုင်းပို့ပြီးတော့အားတားလေအနေထိုင်ပြီးတော့ရှိတယ်ဟုတ်ကဲ့အဲတခုကံကောင်းတာတော့မိနစ်တော့ကျွန်တော်ရားလေးပြန်ကောင်းထားရတဲ့အတွက် အဲဒီဘွဲမှာတော့ပြုံးနေချက်ကလေးဟိုပါပေါ့ဟိုစိတ်တက်ပိုင်းတော့နည်းလေးပြန်ပြီးတော့ဟိုပြန်တက်နေရဲ့အနေထိုင်းမျိုးတော့ရှိတယ်ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့တိုက်တိုက်ဆန်ဆန်ပဲပေါ့နော်ဒီနှစ်ကဒီလီဗာပူးကရလက်တွေရင်းရိုက်နေတယ်ရလက်တွေမတည်ငြိမ်ဘူးအသေးဟန့်ကျက်တယ်ဒါပြတ်နေရဲ့အချိန်မှာရီယယ်မက်ဒရစ်ကလာလီဂါမှာတော်တော်ကောင်းကောင်းကိုခြေစွမ်းမျိုးပြသထားရယ်ပေါ့နော်အဲဒီအထူးသဖြင့်ဒါဗီနီ sorry ဗီနင်းဆက်တော်ဖြစ်အထူးသဖြင့်ဒီကီလီယန်အမ်ဘပ်ပေပေါ့နော်အမ်ဘပ်ပေခြေစွမ်းကတော်တော်ပြနေတယ်အဲအပြိုဒီနောက်ပိုင်းပွဲတွေမှာကျွန်တော်တို့ ဒါဒယန်နေပြောပြန်သက်သာရတယ်ဘယ်လင်ဘယ်လင်ငန်ကလည်းဒါခြေလွန်ထက်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒါလူစင်းလေးကိုတစ်ချက်လောက်ကျွန်တော်တို့ခံမှန်းကြည့်ရအောင်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့လီဗာပူးကအထူးထူးဆန်းဆန်းပဲအဲကျွန်တော်တို့ဒါလူစားလဲမှုကိုတက်ရောက်ပဲလုပ်ခဲ့တယ်အားလုံးအားလည်းအားလုံးသိရတဲ့အချိန်မှာကျွန်တော်အီကီတီကီနေရာမှာဒါ Florian VS ဝင်လာပြီးတော့ဒါ49ပုံစံမျိုးဆော့သွားတာပေါ့နော်ဒီတစ်ခုပဲ အဲကျွန်တော်လူစားလဲမှုလုပ်ခဲ့ရပေါ့နော်အဲတခြားဒီတခြားဒီ outfit player ရဲ့ player ရဲ့အကုန်လုံးကိုသူလူစားလဲမှုမလုပ်ခဲ့ဘူးအဲပွဲချိန်ပြီးတုံးသွားရပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကရောဒါ Liverpool ရဲ့လူစင်းပေါ့နော်ပွဲထွက်လာနိုင်ခြေခြေရှိရဲ့လူစင်းကဒါ slot အနေနဲ့ပေါ့နော်ဒီပြီးခဲ့တဲ့ပွဲမှာ return ရအောင်ပေါ့နော်ဒီနားလည်မှုပို့ရအောင်ပဲဒါပွဲချိန်ပြီးတုံးသွားရလားဒါမှမဟုတ်လို့ရှိရင်အဲဒီထပ်ပါတော့ Kakas တို့တခြားကစားသမားတွေပေါ့နော်ဒါ Florian Vest တို့ကို ါဒီနေ့ဒီအဲ region ရဲ့ဘွယ်မှာတုံးကျင်လို့ပဲတမင်အနာပေးတာလားဗောနော်ဆိုတော့ဒါလေးကိုအကြောင်းပြုပြီးတော့အခုအနေနဲ့ဒါဖြစ်နိုင်ဘွယ်ရှိရဲ့လူစင်းလေးကိုတစ်ချက်လောက်ကိုဒါခံမဲပေးပါအောင်များဟုတ်အဲခုနကကိုပြောတဲ့ဒုတိယအချက်ပေါ့ဟိုဒီ pro တို့ကက်ကက်တို့တုံးနေကျင်လို့ဒီဘွယ်မှာတုံးကျင်လို့အနာပေးတာလားဆိုတဲ့အမြင်ကတော့ရှိရဒါပေမဲ့အဲ့လိုကြီးတော့ဖြစ်နိုင်မယ်လို့တော့မထင်ဘူးဘာလို့လဲဆိုတော့ဟိုဒီပြည်လိုင်းနဲ့ပွဲကလည်းဘာဘူးအနေနဲ့ တော်တော်လေး control ရတဲ့ပွဲလို့ပြောလို့ရတယ်ပေါ့အဲ့ဒီပွဲကမိနစ်တုံးကလီဗာပူးကစားနေကြပုံနဲ့ဟိုလီဗာပူးရလက်အများဆုံးရရတူးစီးကြလက်ဟိုလီဗာပူးကမိနစ်ကတူးစီးကြလက်တော်တော်များရလေအဲ့ဒီရလက်ကိုပြင်းနေရတဲ့ပွဲအဲ့အဲ့အဲ့ဒီလိုနေတိုင်းဖြစ်တဲ့ပွဲမှာဒီပွဲမှာတော့လူရင်းကြီးကိုတော့ဟိုတစိချိုးကြီးပြောင်းပြီးတော့ကစားမယ်လို့ကျွန်တော်မယူဆဘူးဟိုပြောင်းလာပြောင်းလာနိုင်တယ်မဟုတ်တနင်္လာတော့ပဲပေါ့ဟိုဟိုဘလူပါလာတဲ့ကစားခွင့်မျိုးပေါ့မကပူနေရာမှာဖလိုသုံးတာမျိုး အဲ့လိုမျိုးပဲဖြစ်နိုင်နေမယ်ကျန်တဲ့အနေအထားမျိုးကတော့ဟိုမီလာနဲ့ပွဲတော့ကပွဲထက်လူနေတိုင်းမပွဲထက်တာမျိုးကျွန်တော်ကယူဆရတယ်ဟိုကက်ကက်ကိုလည်းပြန်မသုံးတော့ဘူးဟိုကျွန်တော်တို့ကရောဘတ်ဆန်ကိုဟိုရောဘတ်ဆန်ကဒီတပတ်ကိုနှစ်ပွဲမကစားနိုင်ဘူးဆိုတာမကစားနိုင်လို့ကျွန်တော်မထင်ဘူးသူနှစ်ပေါင်းများစွာကစားလာတာဟိုမနစ်ကလည်းဒီဘက်ကစားလာတာပဲအဲဟိုဒီနေ့မှာအတက်ကလေးတစ်နှစ်ပူကြည့်ရုံနဲ့သူအလောက်ကြီး ခြေစင်းဟိုတက်ဟိုင်ပိုင်းကြောက်ရမယ်လေကျွန်တော်မြင်ယူဆတော့အဲ့တော့ဒီဘက်မှာသူ့ကိုပဲကျွန်တော်သုံးတယ်လို့ထင်တယ်။အဲတခြားကွင်းရဲ့အပိုင်းကြီးရလဲဟိုမိနစ်လုံးကကွင်းနဲ့လူသေး၃ယောက်ကိုပဲသုံးပီလာနဲ့ပွဲတော့၃ယောက်ကိုပဲသုံးအဲဒီကတ်ပူနေရာမှာဖလိုကိုသုံးရင်သုံးပေါ့အဲမသုံးသူလူချင်းကတ်ပူပွဲထက်တဲ့ကိစ္စမရှိဘူး။အဲ့တော့ကျွန်တော်ကတော့လုံးဝအပြောင်းလဲမလုပ်စီကြည့်ဘူး။ဒါပေမဲ့ဟိုဆလော့ကတော့ဘလူကိုစဉ်းစားမလဲမသိဘူး။ဒါဆိုနောက်တစ်ပွဲကျော်မှလဲမန်စီးကြီးနဲ့ဆိုတော့ဟိုကျွန်တော်တို့ကတော့ဟိုဒီလက်ရှိပွဲကိုပဲ ဟိုရှေ့ရှုတယ်ဆိုပေမဲ့သူ့အနေနဲ့ကတော့ဟိုနည်းနည်းလေးဟိုဒီကစားသမားကိုစီမံခန့်ခွဲတဲ့အပိုင်းရှိတော့သူဘယ်လိုစဉ်းစားအောင်လဲဆိုတော့အဲသူ့အမြင်အရရှိအောင်မှာပေါ့ကျွန်တော်တို့အမြင်အရတော့ဒီကျွန်တော်အမြင်အရတော့ဒီဒူးစင်းကိုအပြောင်းလဲမလုပ်နဲ့ပြောင်းလဲလုပ်ရှင်တော့မှာပဲဖလိုနဲ့ဒီကပုံတော့ပဲအပြောင်းလဲလုပ်ပေါ့ကျွန်တော်ကတော့ဘီလိုင်းနဲ့ပွဲတဲ့အတိုင်းပဲပေါ်ထွက်စီခြင်းနဲ့ကျွန်တော်ကတော့ဟုတ်ကဲ့ဟုတ်ဆိုတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီအသင်းရဲ့အဓိက ါပြဿနာလို့တော့ပြောလို့တော့မရဘူးပေါ့အဓိကဘယ်လိုပြောရမလဲဒီအပြောင်းလဲအနေနဲ့ဒီ flow flow ပေါ့နော် flow ကိုကျွန်တော်တို့ဒါကွင်းလည်ထဲထဲလိုက်ခြင်းအဖြစ်ဒါကွင်းလည်ဟန်ချက်ကတိတိဆတ်တာပြတ်သွားတာမျိုးကြီးကျွန်တော်တို့ဒါအရှိပွေးပါကျွန်တော်ကြုံရရပေါ့နော်အအဓိကကတော့ဒီ flow ကဒါအခြေစွမ်းမပြနိုင်တာတော့မဟုတ်ဘူးသူ့အနေနဲ့ဒါခိုကက်ပြီးကစားနေရတော့မဟုတ်ဘူးအဲသူ့အနေနဲ့လည်းဒါကြိုးစားပြီးကစားခဲ့ရကြိုးစားပြီးကစားနေရကျွန်တော်မြင်ရရနော်ဒီကျွန်တော်ဒီသူ့ရဲ့ဒီ recovery run စီလဲကောင်းတယ်ဒီ pressing ပေးရည်လဲသူကြိုးကြိုးစားကစားတယ်ခံစစ်ကိုကူဖို့လဲသူတက်နိုင်တလောက်ကြိုးစားတယ် အတိုင်းမဲ့ခတ်တာကဒီအသင်းရဲ့ပေါ့နော်အသင်းရဲ့ဒီကစားပုံဒီပတ္တန်ဒီပြီးနောက်တစ်ခုကဒီပရီးမီးယားလိအသင်းတွေရဲ့ကစားပုံတွေကိုသူလုံးဝဒီအသားမကျဘူးလိုက်မိဘူးဒါဟိုလိုနေသေးတာကြောင့်ဒီအသင်းရဲ့ဟန်ချက်ကပြတ်နေရမျိုးတွေ့ရပါဘူးဆိုတော့ကျွန်တော်ကလည်းဒီနေ့ဒီနေ့ပွဲမှာကဒါ flow ကိုဒါဖြစ်နိုင်တော့ flow ကိုဒါဒီအရန်လူစင်းမှာပဲခဏထားအဲဒီအချင်းနေပွဲရဲ့အချင်းနေပုံမှာမှုတည်ပြီးတော့ပဲဒါ flow ကိုဒါဒါတုံးနေခြင်းနေပေါ့နော်အဓိကကဖြစ်တော့ဒီ ်ဒီ reader နဲ့ပွဲမှာကျွန်တော်တို့က return လေးရနေတဲ့အထိုင်ကိုမပြတ်စေချင်တာလဲပါတာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကလည်းဒါဒီအကိုပြောတဲ့အတိုင်းပဲဒီ filter နဲ့ပွဲထွက်လူစင်းကိုအတက်နိုင်ဆုံးမပြောင်းဘဲနဲ့ပဲကျွန်တော်တို့ဒါဆော့စေချင်တယ်ပေါ့နော်ဆိုတော့ဒါ reader ဘက်လေးတွားရအောင်ကို reader ကကျွန်တော်တို့အခုဆိုရင်ဒါတောက်လျှောက်တာခြေစွမ်းနေရလဲကောင်းတယ်ရလက်တွေရလဲကောင်းတယ်ဒါအတိတာပဲပြီးခဲ့တဲ့အဘကအဘကဆိုလဲကျွန်တော်ဒါဒီဘာစီလိုနာကိုတော်တော်ကတော်ကိုဒီအသာစီးရတဲ့ခြေစွမ်းတဲ့သူဆော့ပြီးတော့သူနိုင်တော့ပါပေါ့နော် ဒီကန်ဆိုးလို့ကန်ဆိုးလို့ဆိုတာကဒါပနန်တီမဝင်တာတွေရောပြီးနောက်တစ်ခုကဒီခီလီယန်ဘာပေလူဂျွန်နဲ့လုံးနေချောင်းမှာဒါသူတို့ဂိုးမက်ပြတ်တာ2-1နဲ့ပဲသူတို့ဒါနိုင်သွားတာဆိုတော့ရီယက်ကဒီနေ့ပွဲမှာအလွန်ဆိုးရဲ့လက်ထက်မှာတော်တော်ကိုဒါခြေစမ်းပြနေတယ်။ပြီးနောက်တစ်ခုကအလွန်ဆိုးရဲ့ဒါပြုတ်လွယ်ပြုတ်ပြင်းပြောင်းလဲလွယ်တဲ့ပုံစံမျိုးကိုလည်းတွေ့ရပါမယ်။သူနဲ့တရသေးကြီးကျွန်တော်တို့ဒါဟိုဘိုင်လီကဒီဗာကူစင်မာလို့ကျွန်တော်တို့ဒါ3ဘက်နဲ့မဆော့ဘူးပေါ့နော်။ဒါ4ဘက်လည်းသူတို့ ကောင်းကောင်းသူကစားနိုင်တာမျိုးတွေ့ရအောင်ဆိုတော့ဒါ react နဲ့ပတ်သက်ပြီးတော့ဒီအခြေအနေလေးချက်လောက်ကိုသုံးသပ်ပေးပါအောင်ဟုတ်အလုံးစုံကတော့ရဲမှာသူယာတိစားတော်တော့လို့အပြောင်းလဲလေးတွေလုပ်တယ်ပေါ့နောက်ပိုင်းမှာတော့သူအနေနဲ့တည်ငြိမ်တဲ့ဒီ formation တကူကိုသူချမှတ်နိုင်တယ်အဲဒါပေမဲ့ကစားသမားတွေတော့သူကပွဲအပေါ်မှာမူတည်ပြီးတော့အပြောင်းလဲလေးလုပ်တယ်ပေါ့ပွဲတိုင်းမှာဒီကစားသမားတွေနဲ့ပွဲထွက်တာမျိုးတော့မဟုတ်ဘူးပေါ့အမ်ဘာပေအတာကူလာ အဲ့လိုကသားသမားမျိုးတွေကတော့ဟိုပါတယ်ပေါ့ဒါပေမဲ့ကျန်တဲ့ကသားသမားတွေကိုတော့သူအနေနဲ့အပြောင်းလဲတွေလုပ်တယ်အဲဒီဘက်မှာဆိုလို့ရှိလို့ရှိရင်လည်းဟိုဒီရဲ့ဘက်ကဟိုကွင်းတယ်ကိုနည်းနည်းလေးပို့ပြီးတော့ခိုင်မာတောင်းနေအောင်လုပ်လာမယ်အနေတိုင်းမျိုးရှိတယ်အဲသူတို့အနေနဲ့ချော်မန်နီချော်မန်နီအရာကူလာဘယ်လီယန်တော့ဒီမှာကားပဲနဲ့ဟိုကာမာပင်ကလူကစားသမားမျိုးထည့်ပြီးတော့ကစားနိုင်တယ်မှာဘာစီလိုနာနဲ့ပွဲမှာလည်းအဲ့လိုမျိုး၄ယောက်ကစားသွားတာတော်လေအဲ့လိုမျိုးထည့်ပြီးတော့ကစားနိုင်တယ်အဲဒီတိုက်စစ်မှာတော့ဗနီရှင်းနဲ့အမ်ပါဘီပေါ့ဟိုအဲ့လိုမျိုး ကွင်းနေကိုအတားအသီးယူပြီးတော့သူတို့ကစားမဲ့ပုံစံမျိုးရှိတယ်နောက်တစ်ခုကရဲကဒီနေ့မှမတူညီတဲ့ပုံစံဖြစ်သွားတာပေါ့အရင်နေ့တည်းကသူတို့ကကစားွက်တွေဒီ structure တွေကိုတိတ်ပြီးတော့အေးမဆိုင်ဘူးဟိုတူးချင်းတယောက်ကောင်းနေတယ်သူကကစားတာများတယ်နောက်တစ်ခါလေး moment လေးကိုအသုံးချပြီးတော့ပဲကစားတာများဒါကြောင့်လေသူက champion league မှာပို့ပြီးတော့အောင်မြင်တယ်ပေါ့ဒီ La Liga မှာတဲ့အဲဦးနေ့မှာတော့လို့ဆိုတာသူ့ရဲ့ structure တခုကိုကောင်းကောင်းတိစောက်ထားနိုင်တယ်အဲ structure တိုင်းပဲကစားနိုင်တယ်ပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုရဲကဟို ပို့ပြီးတော့ကောင်းလာတယ်ပေါ့အတင်းတွေပို့ပြီးတော့အတားတိပြီးတော့ကစားနိုင်တယ်အဲပို့ပြီးတော့ကောင်းလာတယ်အဲကစားခွက်တိကောင်းလာလိမ့်မယ်ဒါပေမဲ့ဒီဒီ structure ကိုအဓိကဥသာပြပြီးတော့ကစားတာကဟိုအနေရက်တွေရှိတယ်မရှိဘူးမဟုတ်ဘူးအဲ့ဒီအနေရက်ကကိုယ့်ကိုတစ်ဖက်ကတံပြန်နိုင်လို့ရှိလို့ရှိလို့ရှိရင်အခက်အခဲတွေကျုံးလာနိုင်တယ်ပေါ့ဒါပေမဲ့ရဲမှာဟိုတခုဖြည့်တာကအမ်ဘာပေလိုကစားမျိုးရှိနေတာဟိုဘီနိချက်လိုကစားမျိုးရှိနေတာဆိုတဲ့အတွက်သူတို့ဒီသူတို့ဒီတိဆောက်ထားတဲ့အခြေအနေကပွဲထဲမှာအဆင်မပြေနေအောင်မှပဲ ီတယောက်ကောင်းနေနေပြန်ပြီးတော့သူတို့ကအသုံးချနိုင်နေတိုင်းမျိုးရှိတယ်ပေါ့အဲအဲဥစ္စာလည်းတတိထားတယ်အဲကြောင့်လည်းရဲကဟိုတချို့ပွဲတွေမှာခြေတန်းအရင်မကောင်းတဲ့ပွဲတွေရှိတယ်ပေါ့ဒီဟိုခုနောက်ပိုင်းကသူခြေတန်းလည်းကောင်းတယ်ရလည်းလည်းကောင်းတယ်အဲအရှိပိုင်းနေမှာသူရလည်းကောင်းပြီမဲ့ခြေတန်းမကောင်းတဲ့ပွဲတွေရှိတယ်ဒါပေမဲ့ MRP ရဲ့ဒီတကူတော့အစွမ်းနေနေသူတို့နိုင်ွားတဲ့ပွဲတွေရှိတယ်အဲအဲဒါကြောင့်ဟိုဒီတပါဦးနဲ့ပွဲမှာလည်းသူတို့အနေနဲ့ဟို structure တော့အဓိကထားပြီးတော့ကစားမှာပဲပေါ့ဒါပေမဲ့လေပါဘူးက MP မှာဆိုလို့ရှိလို့ရှိရင် ဟိုချန်ပီယံလိပွဲဆိုလို့ရှိရင်ဘလိုပဲဖြစ်ဖြစ်ဘယ်ပြိုင်ပွဲကိုမဆိုဟိုဘူးကအတားအသီးယူပြီးတော့ကစားနိုင်ရမှများတယ်အဲအဲ့တော့ဟိုဒီရဲ့ structure ကလေဘာဘူးနဲ့တွေ့တဲ့အချိန်မှာအလုပ်ဖြစ်ချိန်မှာအလုပ်ဖြစ်မယ်အဲဒါပေမဲ့သူတို့ရဲ့ဒီ finisher တို့ MBA တို့ရဲ့တယောက်ချင်းအနေထားကိုကျွန်တော်တို့ကတော်တော်ကြီးကိုထိန်းပြီးတော့တော်တော်ကြီးထိန်းနိုင်မှကိုအဆင်ပြေမယ်ဟိုအခု EBA မှာကစားသွားတယ်ပီတာနဲ့ပွဲတော့ကကုနာလို့ရဲ့ခြေဆံမျိုးနဲ့ဆိုလို့ရှိရင်ဒီ MBA ကိုဘလုံးမထိန်းနိုင်ညာအကြောင်းမရှိဘူးဗျာထိန်းရမှာဒီတော့မထိန်ဘူးအဲဒါပေမဲ့တခုရှိတာက အဲခုနတည်းကဒီပွဲကြီးမျိုးတွေဆိုလို့ရှိရင် तू ကခြေပန်းပြနေရှိတယ်ပေါ့ထိနိုင်နေရှိတယ်အဲနောက်တစ်ခါဟိုမိနစ်တော့ဘလက်ဒီအမှားမျိုးထိမ့်သွားတာမျိုးတွေဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပေါ့အဲအဲ့လိုမျိုးခြေတန်းလေးပြန်ရဖို့တော့ကျွန်တော်မျှော်လင့်နေပေါ့ဒီဘက်အတွက်ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါကျွန်တော်တို့ပေါ့နော်ဒါပြွင့်လင်းပြောရရင်မနစ်ကဒီ real metric က anfield ကိုလာတဲ့အချိန်မှာ real metric ကလည်းတိုင်ပတ်နေတဲ့အချိန်เนาะ အကောင်းဆုံးပုံစံနဲ့မရဘူးအဲသူတို့သူတို့အဲ့ဒီအချိန်မှာသူတို့အကောင်းဆုံးပုံစံနဲ့မရဘူးလာလီဂါမာရောဒီချန်ပီယံလိမာကောချန်ပီယံလိမာအတောင်မှာတော်တော်ချင်းနေဆိုရယ်သူတို့ဒီအရှစ်သင်းအပြင်ဘက်ကသူရောက်နေတာဆိုတော့သူတိုင်ပတ်နေတဲ့အချိန်မှာဒါအန်ဖီမှာရှုံးခဲ့တာဗောနော်ဆိုတော့ဒီအဲဒီဒီအခုဘွဲကတော့ဒါပြောင်းပြန်ပဲသူတို့ကဒါပုံစံကောင်းရပြီးတော့ဒီအကောင်းဆုံးပုံစံနဲ့ MV MV ကိုသူတို့လာပြီးရင်ဆိုင်မှာပေါ့နော်ဆိုတော့အထောက်အကူတိုင်းပဲဒီ Vinicius တို့ ဒီ MVP တို့ကဒီကျွန်တော်တို့ပွဲတွေကိုကြည့်တာဗောနောအထူးသဖြင့်ဒါ highlight တွေကိုကြည့်ရတဲ့အခါကျတော့တို့ကဒီအဲနောက်ခံသူတွေရဲ့အနောက်ကနေပြီးတော့ပြေးထွက်တာမျိုးပြီးပြင်ဒီအာအဲ့လိုမျိုးဗောနောဒါပြေးထွက်ပြီးတော့ကစားတာမျိုးကြီးတော်တော်ကောင်းတယ်အဲအဲ့ဒါကြောင့်မို့လဲဒီ Real Madrid ရဲ့အဲဂိုးတွေမှာအမြဲခဏခဏလူဂျုံတာမျိုးကျွန်တော်တို့တွေ့ရတယ်ဗျာဒီတို့ပြေးထွက်သွားတယ် highlight နဲ့ကစားတဲ့အသင်းတွေမျိုးဆိုတို့တို့တွေနဲ့အရန်ကြိုက်လေးရှိရယ်ဗောနောဆိုတော့ဒီနေ့ပွဲရဲ့ဒါ ဒီပလေးပေါ့နော်ပလေးပေါ့ပလေးလေးတစ်ချက်လောက်အကိုတစ်ချက်လောက်သုံးသက်ကြည့်ပြအောင်ဘယ်လိုမျိုးဖြစ်လာနိုင်မလဲပေါ့နော်ရီယက်ကရောဒါဘယ်လိုမျိုးလီဗာပူးကိုဒုက္ခပေးဖို့အကျိုးစားလာနိုင်လဲလီဗာပူးကရောရီယက်မက်ထရစ်ကိုဘယ်လိုမျိုးအနေထားမျိုးမှာကျွန်တော်တို့ဒါအခွင့်အရေးတွေရလာနိုင်လဲပေါ့နော်ဒါလေးတစ်ချက်လောက်ကိုသုံးသက်ပြပါအောင်ဗျဟိုရီယက်ကဒီဘက်မှာတော့ဟိုခုနကကျွန်တော်ခမပြောခဲ့တယ်လို့ပဲပေါ့ဟိုသူတို့ရဲ့ကစားဘက်ကတော့သူပြင်မှာမဟုတ်ဘူးပေါ့သူကစားနေရတိုင်းကစားမှာပဲအလိုဆိုလို့ဘာလို့ကမော်ဒန် ဒီပြရဖြစ်တော့တဲ့ဟိုမြတ်တရားဆန်တဲ့ကစားမှာတော့မဟုတ်ဘူးသူတို့ကသူတို့ရဲ့ကစားကိုပြောင်းပြီးကစားမှာမဟုတ်ဒါပေမဲ့ခုနဟိုဒီဘာဘူးရဲ့ဒီ line ကို highlight ဖြစ်လို့ရှိလို့ရှိရင်တော့ဒါတော့အသုံးချဘူးသူတို့ကြိုးစားမှာပဲအဲဒီခုနကျွန်တော်ဘီလန်နဲ့ပွဲမှာကျွန်တော်တစ်ခါပြောခဲ့ပါတယ်လေဘာဘူးဒီ slot ကဟို highlight ကိုသူအရင်ကြီးသူအားကိုးပြီးတော့ကစားရဲ့အနေထားမျိုးမရှိဘူးဟို तू ကဒီ present လုပ်တယ်ပြန်လုပ်ပြီးလို့ရှိလို့ရှိရင် तू ဒီ fine line present အဆင်မပြေဘူးဆိုရင် तू ချစ်ချင်းပဲ तू mid pro ြောင်းလိုက်ပြီးတော့သူကနိုင်နောက်ကိုပြန်ပြီးတော့ဆုတ်လိုက်တာယူဆုတ်ပြီးတော့သူကဒီခန်းစင်မှာတူပိုရအောင်သူကပြန်လှုပ်တဲ့ပုံစံမျိုးနဲ့ဒီတိုင်ဘက်ကိုတားဆီးနေရှိတယ်ပေါ့အဲ့တော့ဒီ highlight ရ highlight နဲ့ကစားပြီးတော့ရေးရဲ့အသုံးချတဲ့ပုံစံကိုလေဘက်ကအရင်ကြီးတော့ကြောက်မှာတော့မဟုတ်ဘူးလို့ကျွန်တော်ယူဆရတယ်အဲဒါပေမဲ့ပြဿနာက MLB လို့ကစားသမားမျိုးကဒီ speed အကျယ်ကြီးရမှာဟိုအသုံးချနိုင်တဲ့ကစားမျိုးမဟုတ်ဘူးပေါ့ finisher ဆိုလို့ရှိရင်တော့ speed အကျယ်ကြီးရမှာအသုံးချနိုင်တာ MLB ကတော့ သူ့နေစပိတ်ကြီးရတယ်မလို့သူကဒီပစ်ပစ်လက်ကောင်းငယ်နောက်တစ်ခါဒီစပိတ်ကြီးညီလေးမလည်းအလိုလိုလိုတာအဆင်ပြေတယ်ပေါ့အဲအဲ့လိုဆိုတော့ဟိုရေရကဒီဒီတပတ်ဦးရဲ့ဒီခန်းစားအနေချက်ကိုတော့ကောင်းကောင်းအသုံးချနိုင်မှာပဲအဲလက်ပတ်ဦးကြတော့ဘီလာနဲ့ပွဲထက်မရော့တဲ့ကိုထုံးမျိုးရလို့ရှိလို့ရှင်တော့ဒီဘက်မှာအဆင်ပြေမယ်ပေါ့အဲအဲ့လိုမျိုးရဖို့အတွက်ကဒီကွင်းရဲ့၃ယောက်ကအာဒီရဲ့ကွင်းရဲ့၃ယောက်ကိုအသာတိရနိုင်မှာဖြစ်မယ်ရဲ့ကွင်းရဲ့၃ယောက်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်၄ယောက်ကစားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဟိုဒီ သူတို့ကဟိုအတာပုံမှန်သူတို့ရင်တော့အတာကူလာရဲ့ဘယ်လီဟန်ရဲ့ချူအမန်နီရဲ့ကစားပုံများတယ်ဒါပေမဲ့ဒီလီဗာပူးနဲ့ပွဲမှာသူတို့သူတို့နဲ့ကွင်းလိုက်တာလေးရဘူးဒီကာမာဘင်ကလို့ကစားမဲ့ကိုဒီကွင်းလိုက်တယ်မထက်ထဲတာကိုမြင်ရတယ်ဘာလို့ဆိုလို့ရှိရင်တော့ဒီ၄ယောက်ဖြစ်သွားနိုင်တယ်ဗောအဲ့၄ယောက်ကိုဒီလီဗာပူး၃ယောက်ကဘလို့တာဒီယူပြီးတော့ကွန်ထရိုးရမလဲဗောအဲ့ကွန်ထရိုးများများရလေဒီလီဗာပူးတွေနဲ့ပွဲကိုပို့ပြီးအဆင်ပြေပြေချင်းကန်နိုင်လေလို့ပဲကျွန်တော်ယူဆတယ်အဲ့ဒီ EA ဘက်ကတော့ဟိုတယောက်ချင်းလည်း ကောင်းတဲ့ကစားသမားတွေများတယ်နောက်တော့ကဒီအလွန်ဆိုးလက်ထက်မှာသူတို့ရဲ့ဒီ structure ဘိုင်းကလည်းအများကြီးတိုးတက်လာတဲ့အတွက်ကစားကွက်နဲ့လည်းကစားတာအဆင်ပြေတယ်ဆိုတော့ရဲကတော့ဟိုလွတ်လွတ်ရတဲ့အခွင့်အရေးပို့ပြီးတော့များတယ်ပေါ့အဲလေဘောက်ဘက်ကတော့ဒီ slot အသုံးပြုမဲ့ system ကအဆင်ပြေမှဟိုဒီဘက်ကအဆင်ပြေမှအဆင်မပြေဘူးဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဟိုဒုက္ခရောက်ဖို့များတယ်ပေါ့အဲအဲ့တော့ဟိုပီလာနဲ့ပွဲတဲ့မရော့တဲ့ကုထုံးမျိုးရအောင်လို့အဲပြီးတော့ရှိလို့ရှိလို့ရှိလို့ရှိရင်ဒီကစားကွက်ကနေပြီးတော့လေဘောက်အနေနဲ့ကစားကွက်ကနေကိုးရအောင် အခွင့်အရေးဖန်တီးပုံမှာတော့အရင်ကြီးတော့မခက်ဘူးပြပါတော့ပထမပွဲတွေမှာလည်းကျွန်တော်တို့ကဒီ open play အနေပြီးတော့လေ့ချနေရအများကြီးရရခဲ့ဘူးတော့ပေါ့ပီတာနဲ့ပွဲမှာဆိုလည်းဟိုအရင်ကြီးမရတဲ့ပီတာတော့မှပဲ၄၅၆ကျင်တော့ကန်းကွင်းရတယ်ဆိုတော့အဲဒီအပိုင်းလေးကလည်းနေပြီးရဒုက္ခပေးနိုင်မလို့နောက်တစ်ခုကဟိုဒီ champion league ပွဲတွေမှာလေဘဘူးကစပီကိုအသုံးချတာကောင်းတယ်အဲအဲ့ရနေပြီးတော့ကိုရဖို့အတွက်နည်းနည်းလေးအဆင်ပြေနိုင်တယ်ပေါ့ဟိုရဲကဟိုတင်းအောင်ဆိုလို့မီလီတောင်းတော့ကဒီအရက်ရှည်ရဆိုပေမဲ့ ဟို primary အတင်းနေတော့တော့ဒီစက်ပြီကိုကာဝယ်တာမကောင်းဘူးလေအဲအဲ့တော့ဒီဒီဘိုင်းရင်ကြီးပြန်ပြီးကိုကိုရအောင်လုပ်ပေါ့အဲ့လိုဆိုလို့ရှိရင် assembly မယ်လို့ကျွန်တော်ယူဆရတယ်ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့ဒီအကိုကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒါမနစ်ကစံနှုန်းပေါ့နော်မနစ်ကစံနှုန်းကိုကျွန်တော်တို့ဒါကြည့်ရရင်ဒါအချင်းမြန်လေးမှာရှစ်သိန်းပေါ့နော်ရှစ်သိန်းကိုဓာတ်ရိုက်တက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒါရမ16မှတ်လိုအပ်တယ်ပေါ့နော်ဒါဒါမနစ်ကစံနှုန်း အာဒီနှစ်က16မှတ်ရရင်ဒါရှစ်သိန်းတဲကိုဝင်ပါမယ်လို့တော့မပြောနိုင်ဘူး။ဒါပေမဲ့ဒါမနှစ်ကစံနှုန်းရဆိုရင်ရမ16မှတ်ရရဆိုရင်တို့ကရှစ်သိန်းတဲဝင်မယ်။ playoff ကစားစရာမလိုဘူး။ဆိုတော့လီဗာပူးကလက်ရှိ3ဝင်ကစားပြီးတော့ကျွန်တော်တို့ဒါ6မှတ်ရထားရေပေါ့နော်ဆိုတော့မနေ့ကစံတော့အရာဆိုကျွန်တော်နောက်ထပ်10မှတ်ရရင်ကျွန်တော်တို့ကအာချစ်တဲ့နဲ့ကိုဝင်ဖို့အတွက်ကျွန်တော်တို့ဒါမျောလင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါမဲ့ပွဲတွေမှာဒီကျွန်တော်တို့အဝေးကွင်းတွေအနေနဲ့ ဒီကျွန်တော်တို့အင်တာမီလန်တို့လိုအသင်းမျိုးပြီးမာစီတို့လိုအသင်းမျိုးတွေကအဝေးကွင်းကတော်တော်ခက်ခဲမဲ့အနေအထားမျိုးရှိရယ်ပေါ့နော်ဒီအင်တာမီလန်တို့ဆိုလဲဒါအဝေးကွင်းမှာတောက်ကန်ရမှာကခက်ခဲတဲ့အပြင်ကိုမာစီကလည်းသူတို့အင်ကွင်းမှာဆိုတော်တော်ကောင်းကောင်းကိုသူတို့ကစားနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲရဲ့အာဒီဒီရီယန်နဲ့ပွဲရဲ့ရလက်အပေါ်မှာရောပြီးနောက်တစ်ခုကလီဗာပူးရဲ့ပေါ့နော်ဒီချန်ပီယံလိဒီအနာဂတ်လေးပေါ့နော်အနာဂတ်လေးကိုအကျဉ်းချုပ်လေးတစ်ချက်လောက်ကိုပြောပြပါအောင်ဗျာဟုတ် ဘယ်လိုမျိုးဖြစ်နိုင်လဲပေါ့နော်လီဗာပူးကဒီရှစ်သိန်းထဲကိုဝင်သွားနိုင်လားဒါမှမဟုတ်ရှိရင်ဒါရှစ်သိန်းထဲကနိုင်ပြီးအပြင်ထွက်သွားနိုင်လားပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ကိုဟုတ်ရှစ်သိန်းထဲကိုဝင်နေတယ်ဆိုလို့ရှိရင်တော့ဒီပွဲကလည်းမပြည့်မနေနိုင်ရမှာပေါ့ဘာလို့လဲဆိုတော့ဟိုခုနကကိုပြောနေကလို့အင်တာဝင်းမှုပွဲတော်တော်ခက်မှာအဲဒါတော့မှအင်တာကဟိုခုနှစ်မှာအရင်ခြေကန် ကောင်းတယ်မိနစ်တုံးအောင်ကောင်းတယ်ချီလိုမျိုးမယူဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်အီတလီကိုသွားကန်ပြီဆိုလို့ရှိရင်ကျွန်တော်ကတော်တော်ခက်တယ်ဘယ်သိမှမဆိုခက်တယ်အီတလီကိုသွားကန်ပရိသတ်တွေအားပေးတာကျန်းလာတယ်နဲ့နောက်ကအင်တာကိုတိုင်းကဟိုသူတို့မှအရေးသွင်းမြင်တဲ့ကစားသမားတွေရှိရလေနောက်ကမာဆေးကြတော့လည်းဟိုဒီဇာဘီနီးပြနာဆိုတော့မာဆေးကလည်းခုနှစ်မှာ PSG တွေအောင်မှာဖိအားပေးထားနိုင်တဲ့အနေတိုင်းမျိုးရှိတယ်အဲအဲ့တော့ဟိုကျွန်တော်တို့ကဟိုဒီဒီစစ်တင်းနဲ့ဝင်မှုဆိုလို့ရှိရင်ဒီအိမ်မွေးပွဲတွေကအကုန်လုံးဒီပါ နိုင်ရမှာပေါ့အကုန်လုံးနှိပါနိုင်နိုင်ပြီးမှအဝေးကွင်းမှာမှနည်းနည်းအမိုင်းရင်းဖြစ်ရင်မိုးဝင်းကဖြစ်ပေါ့အခုအမိုင်းရည်ဖြစ်ထားပြီလေကျွန်တော်တို့ကဒီကာလာဆီကိုရှုံးထားတာဒါအမိုင်းရည်ဖြစ်ထားတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကရှင်းတင်တဲ့ဝင်ကြီးနေဆိုလို့ရှိလို့ရှိရင်ဒီဒီဘွဲနိုင်ငံလို့ပေါ့အဲဒီဘွဲနိုင်ငံလို့ရှိလို့ရှိရင်ကျွန်တော်ရှင်းတင်တဲ့ဝင်မှုအခွင့်အရေးတော်တော်လေးရှိရပေါ့အဲ့ရှိပြီးတော့မာချင်းတဲ့ဟိုမာချင်းတဲ့အင်တာနက်ပေါ်မှာတပွဲနိုင်လူပွဲတည်တော့ကစားလို့ရှိရင်တည်ကြတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးဖြစ်ပေါ်လာလက်ရှိခြေစမ်းရကျွန်တော်ကပြောလို့မရသေးဘူးပြောလို့မရသေးဘူးဆိုတော့ဟိုရှင်းတင်တဲ့ဟို ကံတွေထွက်သွားတာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့တခုကံကောင်းတာကကျွန်တော်တို့ကဒီကာဘွန်ကက်ကထွက်ထားတဲ့အတွက်အဲ့ဒီဒီရှစ်သိန်းနဲ့ဝင်မှုဆိုလို့ရှိလို့ရှိရင်ဒီတပွဲပူပြီးတော့ကံမယ်ပေါ့ play တော့ play တော့နှစ်ကြော့ကံအဲ့နှစ်ကြော့ကနည်းနည်းလေးတော့ဟိုအဆင်ပြေနိုင်တယ်ပေါ့ဒီကာဘွန်ထွက်ထားတဲ့အတွက်အဆင်မရှိတဲ့အတွက်ပွဲကနှိမ့်မကျဘူးပေါ့အဲ့ဒါတော့ဟိုအဆုံးဆုံးမျောလင့်ထားတာပေါ့အဲ့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ရှစ်သိန်းနဲ့ဝင်နေရင်လည်းရှစ်သိန်းနဲ့ဝင်လို့ရှိရင်ကျွန်တော်အခွင့်အရေးတချို့တွေရမယ်ပေါ့အင်္ဂွင်းမှာကတားတာမျိုးတွေအဲနောက်တစ်ခါဟိုဒီဟိုဟာ ဘာနိုင်ရလဲပို့ပြီးတော့အဆင်ပြေတယ်ပေါ့ဟိုစတူဒီယိုကိုပို့ရမယ်အဲနောက်တစ်ခုကဟိုကနှစ်ပွဲမကစားရတဲ့အတွက်အဲတိုင်မဲဒီတက်လာတဲ့ဒေမဲဒီအချင်းတွေကိုကြည့်လို့လည်းရတယ်ပေါ့အဲ့ဒါတော့ဟိုကိုနဲ့တွေ့မဲ့တင်နေရနှစ်ပွဲပို့ပြီးတော့ကစားရမှာယူဟိုငိုပို့တာသူလည်းပွဲပူပန်းတယ်ကိုကလည်းသူ့ရဲ့အချင်းတွေကိုစောင့်ကြည့်လို့ရတယ်အဲ့တော့ရှင်းတင်းကတော့ဝင်နေချင်းတယ်ဝင်နေချင်းတော့ဟိုဝင်မဲ့ဝင်နေဝင်နေချင်းတော့ဝင်မဲ့ဝင်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော့မဖြစ်မနေနိုင်ရမယ့်ပွဲပေါ့အဲအဲ့လိုမျိုး မနိုင်ဘူးဆိုလို့ရှိလို့ရှင်တော့စီတင်နေကိုဝင်ဖို့ကတော့တော်တော်မလွယ်ဘူးအဲ့လိုပဲကျွန်တော်တို့မြင်တယ်ဟုတ်ကဲ့ဗျဟုတ်ဆိုတော့အဲကျွန်တော်တို့ပေါ့နော်ဒါဒီဒီနေ့ပွဲမှာ VN ပွဲမှာဒါ Amphi ကိုကျွန်တော်တို့ဒါအာနိုးပြန်လာဖို့ရှိရယ်ပေါ့နော်အာနိုးပြန်တိုင်းလာဖို့ရှိရယ်ဆိုတော့ဒီပေါ်မှာကိုခန်းစားချက်လေးကျွန်တော်ကအဲ့ဒီအာနိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ကတော့ ဝေးပန်တယ်ပေါ့အာအာဒါပေမဲ့ကျွန်တော်တချို့နေနဲ့အမြင်တူအရေးရှိအမြင်တူအရေးရှိပေါ့ကျွန်တော်ကဟိုအနုဘူအနုကအသေးပေါ့ဘူးသိပြီးတော့လူမျိုးမကြည့်ဘူးလို့ထင်တယ်ပေါ့ဒါပေမဲ့ဒေဥစာကြတော့လေ तू ကရမတဲ့ကိုကျွန်တော်ဝေးပန်မှုကြတော့လေသူ့ရဲ့ရွေးချယ်ပိုင်ခွင့်ကလည်းရှိနေရတဲ့ပြောလို့လို့မရဘူးပေါ့ဒါပေမဲ့ကျွန်တော်ကလည်းမဟုတ်ဖန်တယောက်အနေနဲ့ဆိုလို့ရှိရင်တော့အနုဒီကိုလှုပ်သွားတာကိုကျွန်တော်မကျေတတ်ဘူးအဲမကျေတဲ့ကြောင့်လည်းကျွန်တော်စာရီရေးဘူးပါတယ်အဲအဲဒါပေမဲ့ အာနုဘက်ကပြင်းကြီးတော့ကြတော့လေအတူနေနဲ့ဒီလိုမျိုးဟိုခွင့်မျိုးကနောက်တစ်ခါမရရဘူးပေါ့သူ့အသက်ရွယ်နေဆိုလို့ရှိလို့ရှင်အဲ့တော့သူအပြောင်းလဲလို့ရှင်တယ်နောက်လေဘာမှမကြတဲ့သူအနေနဲ့အကုန်လုံးအောင်မြင်ပြီးသားပါလေဘာမှသူမရဘူးလေခလာမရှိတော့ဘူးအဲ့တော့သူအတွေ့အကြုံသိရှာခြင်းနဲ့အဲဆွမ်းနာကန်တဲ့ခွင့်ညင်းနေဆိုတော့ကိုငယ်မျိုးနဲ့တွားတယ်ပေါ့အဲဒါပေမဲ့ဟိုလောက်ဖန်တယောက်အနေနဲ့ဆိုလို့ရှင်ဒီလိုမျိုးလုပ်သွားတာကိုမကျင်းရဘူးပြီးတော့အားလုံးအနေနဲ့ဒီလိုမျိုးလုပ်ဖို့ကိစ္စကိုသူ့အနေနဲ့ တောက်လျှောက်ဟိုအချိန်ဆွဲလာတယ်ပေါ့ဒီလိုဒီလိုလို့ရှိရင်ဘယ်လိုကျွန်တော်တို့ကြံစီလာတယ်လို့ပြောလို့ရတယ်เนาะကြံမြင်မလို့ကိုသူအစိုးရရဲ့ plan ထားပြီးရပါဒါပေမဲ့ဒါကိုသူဟိုပြင်ပတိသိနေပြင်တာတက်မှာဆိုလို့တောက်လျှောက်အချိန်ဆွဲလာပြီးနောက်ဆုံးကြမှာလို့တိကျနေဖက်ချင်ရပေါ့ဒါကသူရွေးချယ်မှုပေါ့အဲအဲ့ဒီပုံမှာတော့ကျွန်တော်ဟိုသူရွေးချယ်မှုပုံမှာတော့ကျွန်တော်မပြောဘူးဒါပေမဲ့ level fan တယောက်အနေနဲ့ဟိုသူသူ့ကိုတော့ဟိုအပေါ့မကျင်းတဲ့ဟုတ်ပေါ့အဲအဲ့လိုမျိုးတော့ မြင်တယ်အဲအခုခုသူဒီရဲမှာလက်ရှိကျုံးနေတဲ့အနေအထားမျိုးတွေဆိုလို့ရှိရင်အဲ့လိုမျိုးပြန်မြင်ရတော့ကြတော့လေဟိုစိတ်မကောင်းဘူးပေါ့သူအနေနဲ့အဲသူ့လူကသားမမျိုးကရဲမှာမဟုတ်ဘူးဗျာဒီကြိုက်တဲ့အသင်းမှာဘယ်အသင်းမှာမဆိုပေါ်ထွက်ဖို့ကပေါ်ထွက်ဝင်ရအောင်ရကြည့်ရမှာဗျာသူ့ရဲ့အီးအတွင်းနဲ့သူ့ရဲ့အဲကစားပုံနဲ့နောက်တစ်ခါဒီ model model လုံးမှာဟိုသူတို့ပြထားတယ်အများကြီးပဲဗျာအဲအဲ့လိုမျိုးနေထိုင်မှုမှာကိုရဲမှာသူ ပုထုကမရတာရှိတယ်။ဒါကြောင့်ရုံးကန်နေရတယ်ရှိတယ်။အဲ့ဒီဘိုင်းနေတော်တော်သူစိတ်သူတက်စိတ်မကောင်းဘူးပေါ့။အဲခုဘက်မှာဆိုလို့ရှိရင်သူအနေနဲ့ဟိုလိုင်းတစ်ထက်မှာပါဖို့ခွင့်ရမရှိတော့ဘူးလို့ကျွန်တော်ယူဆတယ်။သူတန်ရန်နေပြန်ကောင်းလာဒီလိုပွဲမျိုးမှာဘယ်လိုဆိုရသူပြန်သွားမှာမဟုတ်ဘယ်ပါတီကိုပဲသုံးပါလေ။အဲအဲ့တော့ဟိုကွင်းလေမှာကစားတဲ့ကစားသမားတယောက်ကိုသူမကြော်အဲ့ညမှာသူမကြော်နိုင်ဘူးပေါ့။အဲ့တကအသက်ကြီးနေတဲ့ကစားသမားတယောက်ကိုလည်းသူမကြော်နိုင်ဘူး။အဲ့လိုပုံစံမျိုးဖြစ်နေတယ်။အဲဒါကတော့ ဘလိုပဲဖြစ်တယ်သူရေးချင်မှုနဲ့သူပါပဲဟိုဘန်နိုင်ပြောသလိုပေါ့ဟိုဒီရဲမှာသူ့ဘောနဲ့သူဖြစ်နေပြီငါတို့ကလည်းလေဘာဦးမှာငါတို့ဘောနဲ့ငါတို့ပဲပေါ့အဲ့လိုမျိုးပဲပြောမှာပေါ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါရက်လက်လေးကိုကျွန်တော်ခံမဲ့ပြပါအောင်အာထုံးစံတိုင်းပေါ့နော်ဒီဘဘူးကဒီနေ့ပွဲမှာကျွန်တော်ရှစ်သိန်းနဲ့ဝင်ဖို့ဆိုရင်တေချာပေါ့တာရက်လက်ကောင်းမှုလူတယ်မနိုင်တော့မှအနေဆုံးသိရရဖို့လူတယ်အမှတ်ဆုံးချက်လည်းမရဘူးအဲမရဘူးဆိုတော့အာဒီပွဲအတွက်ကိုရက်လက်လေးတစ်ချက်လောက်ကိုခံမဲ့ပြပါအောင်ဗျ ဟုတ်ကဲ့ကျွန်တော်ကတော့လပတ်ဦးနိုင်နေချင်တယ်ပေါ့နှလုံးကတော့နိုင်နေချင်တယ်ဒါပေမဲ့ဦးနောက်ကတော့ဒီပွဲကတေးလောက်ပဲကြားမယ်လို့ထင်တယ်ပေါ့တေးကိုနှစ်ခုနှစ်ခုတူတူတေးလောက်ဖြစ်သွားမယ်လို့ကျွန်တော်ယူဆတယ်ပေါ့အဲနှစ်ခုနှစ်ခုတေးလောက်ဟုတ်ကဲ့ဟုတ်ဆိုတော့ကျွန်တော်ကလည်းဖွင့်လင်းပြောရင်အခုလက်ရှိခြေစွမ်းတဲ့ Real ရဲ့ form ရော Liverpool ရဲ့ form ရောကိုကြည့်လိုက်မယ်ဆိုရင် Liverpool ကအိမ်ကွေးဖြစ်နေဖြစ်နေသည့်တိုင်အောင်ကျွန်တော်တို့ Real Madrid ကိုနိုင်ဖို့ဆိုတာကဒါမလွယ်ဘူးပေါ့နော်ဒါမနိုင်နိုင်ဘူး chance လုံးဝမရှိဘူးလို့ပြောချင်တာတော့မဟုတ်တိုင်မဲ့ ဒါလွယ်မနေဘူးပေါ့နော်လွယ်မနေဘူးအာဒါဒီတရေရလက်ဆိုတာကကျွန်တော်တို့ဒီဘဘူးအတွက်ဒီဘဘူးပြိတ္တတွေအတွက်ဒါလက်ခံလို့ရမယ်ဒါရလက်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ကလည်းဒါဒီဘဘူးနဲ့ရီရဲ့ကတရေကျသွားမယ်ပေါ့နော်တရေကျသွားမယ်အာ twin core တွေကတော့အာဝမ်းဝမ်းဒါမှမဟုတ်ရှင်တူတူပေါ့နော်အဲ့လိုမျိုးတရေကျသွားမယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ညီကို2ယောက်ရဲ့မနက်ဖြန်အာ ဒီပေါ့ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့ Anfield Market မှာ Liverpool နဲ့ Real Madrid အပွဲရဲ့ပွဲချို့အမြင်သေးတွေဖြစ်ပါတယ်။ဆိုတော့လာကြည့်ကြရဲ့ညီကိုရေးအားလုံးကိုကျေးဇူးတူတင်ပါတယ်။အဲကိုရင်ကိုရင်တို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကိုဟုတ်။ဟုတ်ကဲ့ပါ